ဆင်းရဲဒုက္ခကြုံလာမှဆူတောင်းတက်တဲ့သူကဝမ်းမြောက်ပျော်ရွှင်ရတော့ကာလာရောက်တဲ့အခါမှာဘုရားကိုမေ့သွားလိမ့်မယ်။ပြောရမယ်ဆိုရင်အခက်ခဲရောက်မှဘုရားတခင်စီတိုးဝင်ပြီးတော့ကောင်းချီးမင်္ဂလာခံစားရတဲ့အခါဘုရားကိုပြစ်ထားတဲ့လူမျိုးကိုပြောတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးယုံကြည်သူတွေထဲမှာမိတ်ဆွေပါနေလား။တေချာလေးမိမိကိုယ်ကို သုံးသပ်ကြည့်ကြရအောင်။ထိုကဲ့သို့သောအတ္တတာမျိုးကိုဘုရားတခင်ကအလိုမရှိဘူးမိတ်ဆွေ။ အခြေအနေပေါ်မှာပဲကြည်ပြီးဘုရားထံတိုးဝင်တတ်တဲ့မိတူမဆိုးသူသူတို့ရဲ့အတ္တမှာငြိမ်သက်ခြင်းမရှိနိုင်ပါဘူး။အဲ့လိုအတ္တပိုင်ဆိုင်ထားတဲ့သူကဒီနေ့ဘုရားသခင်ကိုယုံကြည်ပေမဲ့မနှက်ပြန်ဆိုရင်တခြားအရာတွေကိုဘုရားအဖြစ်ကိုးကွယ်သွားပါလိမ့်မယ်။ဘုရားကြောင့်မှဘုရားသခင်ကို အားရပါရချီးမွမ်းပြီးတော့ဘုရားကြောင့်အပြင်ရောက်တဲ့အခါမှာမိမိစိတ်ကြိုက်အသက်ရှင်သွားလိမ့်မယ်။အထူးသဖြင့်အဲ့လိုအတ္တ ယုံကြည်ခြင်းပိုင်းဆိုင်ရာပြောင်းလဲဖောက်ပြန်တတ်တဲ့သူတွေဟာမိမိစိတ်ခံစားချက်ကိုပဲဦးစားပေးတတ်ကြတာကိုတွေ့ရတယ်။သူတို့ရဲ့စိတ်နှလုံးထဲမှာပျော်ရွှင်တဲ့အချိန်ဆိုရင်စိတ်ရဲ့လမ်းညွန်တဲ့အတိုင်းပဲလိုက်သွားပြီးတော့ပျော်ပါတော့စားပြီးအပြစ်ပြုတတ်ကြတယ်။သုံးတတ်ချမ်းအခန်းကြီးလေးအငယ်23ကျမ်းစာထဲမှာပေါ်ပြထားတယ်လို့ဆိုရင်စိတ်နှလုံးကို အထူးစောင့်ရှောက်ပါလို့ပေါ်ပြထားတာကိုတွေ့ရပါတယ်။ ျွန်တော်တို့ရဲ့စိတ်နှလုံးအလိုထက်ဘုရားသခင်ရဲ့အလိုတော်ကဘာလဲဆိုတာကျွန်တော်တို့အရင်ဆုံး နားလည်ဖို့အရေးကြီးပါတယ်။ဘုရားသခင်ရဲ့အလိုတော်ကိုတင်တိလာမှတာတင်ရဲ့အတ္တမှာငြိမ့်တချင်းတွေရရှိလာမှာဖြစ်ပါတယ်။ဘုရားသခင်ရဲ့အလိုတော်တင်တိလာတဲ့တနေ့ကျရင်တင်မဝမ်းနေနေတဲ့အချိန်ဆုတောင်းတတ်လို့ပဲဝမ်းမြောက်တဲ့အခါမှာလည်းဘုရားကိုမမေ့လျော့ပဲနဲ့ ဘုရားကိုအားကိုးတတ်တဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်။အခြေအနေတိုင်းမှာဘာကြောင့်ဆုတောင်းရမှာလဲဆိုရင်ဆုတောင်းခြင်းကဘုရားနဲ့တိုက်ရိုက်ဆက်တွေ့ပြောဆိုဆက်ဆံခြင်းဖြစ်ပြီးတော့ဘုရားရဲ့လမ်းပြမှုကိုတောင်းလျှောက်နေခြင်းပဲဖြစ်ပါတယ်။ဆုတောင်းခြင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့မေ့ထားလို့မရတဲ့စံစာတွေကပုဂ္ဂိုလ်ကတော့တန်ရင်လာပါပဲ။တနေ့၃ချိန်ဆုတောင်းလို့လုပ်ဖို့ဆောင်ဖက်တွေကဂုံးတိုက်ပြီးတော့ချစ်တဲ့တွင်းသေးကိုပို့ပြီးမဲ့ ူရဲ့ဆုတောင်းခြင်းကအထုတပြည့်ဖရားနဲ့အဆက်အတွေ့လှုပ်ခြင်းကမရက်နာခဲ့ပါဘူး။ဒါကြောင့်တမန်တော်ရှင်ပေါလုကယုံကြည်သူတွေကိုဘလို့အားပေးခဲ့တယ်လဲဆိုရင်မချမလက်ဆုတောင်းပတနာ ပြုကြလောလို့အားပေးတိုက်တွန်းထားတာကိုတွေ့ရပါတယ်။ကျွန်တော်တို့ဆုတောင်းခြင်းဟာအခြေအနေကိုကြည့်ပြီးတော့ဆုတောင်းခြင်းမဟုတ်ဘဲနဲ့မချမလက်ဆုတောင်းဖို့ဖြစ်ပါတယ်။ပြီးတော့ရှင်လုကခရစ်ဝင်ကျမ်းအခန်းကြီး၁၈အငယ်၁မှာ လူတို့ဒီအာမလျှော့ပဲကြိုးစား၍ဆုတောင်းရမည်အကြောင်းကိုဥပမာအားဖြင့်မိတ်တော်မူဒီကားလို့ပြောထားတာတွေ့ရတယ်။ဆုတောင်းခြင်းကို အာမလျှော့ပဲကြိုးစားပြီးဆုတောင်းဖို့ဘုရားသခင်ကအလိုတော်ရှိပါတယ်။မဟုတ်ရင်ကျွန်တော်တို့ရဲ့အတ္တဓာတ်တွေက ပေါက်တင်ညိုလေးတွေလိုလူတွေကိုတွေ့ရင်အယောင်ပြောင်းပြောင်းသွားတတ်တဲ့အတ္တဓာတ်မျိုးဖြစ်နေပြီးဝိညာဉ်ကြီးကကြီးသွားခြင်းချက်လာဖို့အင်မတန်မှကြံ့ကြာနှောင့်နှေးနေပြီးတော့ ခရစ်တော်နဲ့တွေ့ရဖို့ကိုတောင်းလက်လွဆုံဆုံတွားနိုင်တာကိုတန်ဖိုးရှိလာတဲ့ကျွန်တော်တို့အသက်တာတွေကိုဆင်ခြင်ပြီးတော့မချားမလက်ဆူတောင်းခြင်းအဖြစ်ဘုရားတခင်ထံတိုးဝင်ဆက်ကကြရအောင်ဘုရားနာမသာ၍ပုန်ချီ၍မင်္ဂလာရှိပါစေအာမင်